ကပြည်နယ်ကတပုံတပ်ဖွဲ့တွေဟာ2025ခုနှစ်ဇန်နဝါရီလမှာစစ်အာဏာရှင်တိုက်ရဲဖုံးကြီးကျောင်းစခန်းတစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ်။သူတို့ကသူတို့ဘက်ကတိုက်ခိုက်ရေးသမား၃ယောက်နဲ့ရန်သူစစ်သား၄ယောက်တည်ဆုံခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ပွဲကိုတိုက်ခိုက်ရေးသမား၁ယောက်ရဲ့အုတ်ထုတ်ကနေပြီးတော့ကင်မရာနဲ့မှတ်တမ်းတင်ထားပါတယ်။စစ်သား၁ယောက်လည်းနဲ့ချခဲ့ပြီးသူလည်းနဲ့အားလုံးကိုတပုံတိုက်ခိုက်ရေးသမားတွေကိုပြေးခဲ့ပါတယ်။ မကြခင်မှာသူပြေးဖို့စူးစမ်းခဲ့ပေမဲ့တပုံတွေကပြစ်ခတ်ပြီးတရားရစေခဲ့ပါတယ်။မြေပေါ်မှာတွားတွားနေချိန်မှာဗီဒီယိုရိုက်ကူးနေတဲ့တပုံတက်ခဲရဲသမားကသူ့ကိုအကျိတ်များစွာပြစ်ပြီးတော့တပ်ပြခဲ့တတ်ခဲ့ပါတယ်။သူကမှပြောရဲဆိုတော့ချက်ချင်းမသေးလို့ထပ်ပြခဲ့တာပါ။အခုတွေးကြည့်ရင်သူ့ကိုနာကျင်စွာတွားတွားနေတာကို မလို့ချင်လို့ပါလို့သူကဆိုခဲ့ပါတယ်။ဂျိုးဆက်ကလူကိုတတ်ခဲ့တဲ့လူသူ့ရဲ့ရွေးချယ်မှုကိုကောက်ွယ်ခဲ့ပါတယ်။ သူကလက်နဲ့ချခင်လက်နဲ့မချခင်မှာအရင်အဲ့ဒီစစ်သားကရန်သူတပ်တွေနဲ့အတူလောက်ကနေတာတွေ့ခဲ့လို့ဆိုပါတယ်နိုင်ငံတကာဥပဒေကဒဏ်ရာရထားတဲ့စစ်သားတွေကိုကောက်ွယ်ပေးထားပါတယ်ဒါပေမဲ့အသက်ရှင်ရေးတည်ရေးတိုက်ပွဲအခြေအနေတွေမှာဒီစီနိုင်တဲ့လောက်ရတွေကိုတခါတည်းအကြောင်းပြချက်ရှိနိုင်တဲ့အတွက်ကြောင့်ဒီအိဆက်တွေကိုစုံဖြတ်ရတာခက်ပါတယ်သူပြေဖို့စူးစမ်းတဲ့ဥတီယာနေရာကရန်သူတွေတပ်စခန်းရှိတဲ့နေရာပဲကိုဖြစ်တယ် သူဟာထောင်ချောက်အနေနဲ့လာခဲ့တာပါအဲ့ဒါကြောင့်ကျွန်တော်တို့ပြစ်ခဲ့ရတာပါကျွန်တော်လူတတ်ခဲ့တယ်လို့မထင်ပါဘူးအဲ့ဒါကမိုက်ကန်နဲ့တို့ရတခုပါလို့ဂျိုးဆက်ကဆိုခဲ့ပါတယ်2020ခုနှစ်စစ်အာဏာသိမ်းမှုနဲ့အာဏာကဖယ်ရှားခံခဲ့ရတဲ့ဒီမိုကရေစီခေါင်းဆောင်တွေဒီစစ်ပွဲဆက်တင်ခဲ့တဲ့ဖြစ်ရကသူတို့ရဲ့တဘုံအုပ်စုတွေမှာဒီလိုကိစ္စတွေကိုစုံစမ်းစစ်ဆေးတဲ့အတွင်းစင်တွေရှိတယ်လို့ဆိုပါတယ် စီကံပေါ်ပြမှုဟာကျမတို့ရဲ့ကြီးထွားလာနေတဲ့ပြဿနာတွေကတခုပါကန်ထွယ်ဖြစ်ရှင်းရတာအရင်ခက်ပါတယ်ကျမတို့မှာအရင်အမြင့်လဲအလွန်ကန့်တတ်ထားပါတယ်လို့ခေါင်းဆောင်တယောက်ကပြောခဲ့ပါတယ်စန့်ကျင်ရေးတက်ခတ်ရေးသမားတွေဟာဒီစစ်ပွဲမှာအေရီးယားကြီးကြီးမားမားကိုထိန်းချုပ်ထားပြီးမြန်မာနိုင်ငံရဲ့အချို့နေရာတွေကိုအမှန်တကယ်အုပ်ချုပ်နေကြပါတယ်သူတို့ရဲ့အာဏာနဲ့ဩဇာလွှမ်းမိုးမှုဆက်လက်တိုးတက်လာတယ်လို့လူတွေကသူတို့ရဲ့လုပ်ရတွေကိုပိုပြီးအနိကကြည့်ရှုနေကြပါတယ် သူတို့ဟာအခုပဲတာဝန်ယူမှုအကြောင်းစောက် တွေးတင်နေပါပြီ။နည်းနည်း၃နှစ်စောက်ရင်နောက်ကျသွားမှာပါ။လို့လူအခွင့်ရေးကြွချင်းသူတယောက်ကဆိုပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံတဝမ်းမှာလက်နက်ကိုင်အုပ်စု2600ခန့်တပ်ခန့်နေတာကြောင့်နိုင်ငံဟာနှက်ဆိုင်စွာခွဲထွက်နေပြီ။ရာဇဝမှုတွေဒါမှမဟုတ်စီကံဖော်ပြမှုတွေကိုလွယ်လွယ်နဲ့ဖုံးကွယ်လို့မရပါဘူး။တွေ့ရှိနိုင်ပါတယ်။